အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဂျပန်စာရေးဆရာတာဂျီမာရှင်းကြည်ရေးသားချပြီးဆရာမောင်စုရှင်ဘာသာပြန်ပေးထားတယ်။အထူးကျန်မြေကွေးနဲ့အခြားဝတ္ထုတို့များဆိုတဲ့စာအုပ်တွေကကမာကောင်ဤပန်ကြားချက်ဆိုတဲ့ဝတ္ထုလေးရဲ့အနက်ရောင်ပူပေါင်းလေးများဆိုတဲ့ဝတ္ထုလေးရဲ့ဝတ္ထုနှစ်ပုဒ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။စာအုပ်လေးမဖတ်ပြပေးခင်မှာတော့ channel ကို subscribe လုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်သွားပေးဖို့မမေ့ပါနဲ့နော်။ ဒါဆိုရင်တော့အစီအစဉ်လေးကိုစတင်လိုက်ရအောင်ပါရှင်။ကမာကောင်ဤပန်ကြားချက်ယနေ့လည်းပဲလေပြင်းတိုက်ခတ်လျက်ရှိသည်။ထို့ကြောင့်ပင်လေကန်းဆက်သူအလိုင်းလုံးကြီးများတဝုံဝုံရိုက်ခတ်လျက်ရှိသည်။ကျွန်တော်ဒီကမာကောင်ငယ်တကောင်ဖြစ်ပါသည်။ကန်းဆက်သေးပြင်ချားတွင်ကျွန်တော်လက်လက်စွာ ဆော့ကစားလျက်နေပါသည်။ ကျေးဇူးပြု၍မျော်လင့်ချက်အိမ်မက်ပြည့်ပြည့်သွားသောကမာကောင်တကောင်၏အကြောင်းကို နားဆင်ကြည့်ပါ ထိုကမာကောင်မှာကျွန်တော်ဖြစ်ပါသည် ပြည့်ပြည့်သွားသောအိမ်မက်မှာကျွန်တော်၏မြင်မက်လိုသောအိမ်မက်ဖြစ်ပါသည်ယခုတော့ကမာကောင်တကောင်၏တန်တားချက်ဇလန်းကိုဤသေးပြူတောင်ကန်းပေါ်တွင် လိုင်းနှင့်လေတို့အကြား၌ပင်ဇက်ဆောင်ခင်းရပါတော်မူပြန်စင်စားကြည့်လျင်အားကြစေရာကောင်းလိုက်ပါပြီ။ ကျွန်တော်ဖခင်မှာကျွန်တော်တို့အဖိုးနီးတူကြံကြမ်းမမာနဲ့တည်တည်တံ့တံ့အဖွင့်ပြူကြီးထွားလာခဲ့ပါသည်ထို့ကြောင့်လူသားတို့ကသူတို့ကိုဖန်ဆီးရမိသောအခါ၌စိတ်တိုင်းကြအစာသုံးနိုင်ခဲ့ပါသည် ဖုတ်ကင်ပြီးသားသူကိုယ်ရင်းမှအသားကို ကော့ထုတ်၍စားသုံးရသည်မှာမွေးမြသော ရနံ့ကိုရားခဲ့ပါသည်ဟုပြောကြသည်အော်ယခုတော့ထိုအချိန်မျိုးကိုကြော်လွန်ခဲ့ပါပြီ ကမာတာကိုအရသာရှိရှိ စားသုံးရသည်ဟုဆိုနိုင်တော့ခေကာလာကလည်းအတိတ်တွင်ကြံခဲ့ပါပြီ။အေးနေကြမအေးပဲတိတိတတပူနွေးလာတော့ပင်လဲရေကန်ဆက်သူရောက်ရှိရိုက်ခတ်ပြီးကလေးကထူးထူးဆန်းဆန်းဖြစ်ပြက်ပုံတွေကိုတခုပြီးတခု တွေ့လာရပါသည်။ရှက်ခူးတော့ကျွန်တော်တို့ဤကန်ဆက်အကုန်ယူတရှောင်းနိုင် စာရန်ပါတော့ဆိုင်းပုတ်တွေအစီအရေးစိုက်ထောင်းထားသည်ကို တွေ့နိုင်ကြသည်။ ထိုစားသားများမှာအပြတ်တမ်းမသွားရ။အန္တရာယ်ရှိသည်။အနည်းတို့မလာရဟုသောအစာမျိုးဖြစ်ပါသည်။ကွန်ကရစ်နှင့်တိစောက်ထားသောမိခိုးရောင်အလိုင်းကာအုပ်တန်းညို့ညို့ကြီးများလဲ။ကံယိုအထက်နှင့်အောက်မျက်စိတစုံဖြစ်ပါတော့သည်။မျိုးနှင့်မလန်မကန်ဤဒေသတွင်အမှုမျိုးဆက်ယုံတစ်ခုလာ၍ဆောက်လုပ်ပေးကြက။ကျွန်တော်တို့ကမာကောင်းဒီဤဘဝမှာပြောင်းလဲကြရသည်။မျိုးရေ၌လျှက်စစ်စွမ်းအားပုံမောရရှိ၍ လမ်းတင်များအစည်းတင်များအဆောက်လုံနိုင်ခဲ့လေလူတွေဤဘဝမှာအဖက်ဖက်ကအတိုးတက်အစဉ်ပြေလိမ့်မည်ဟုသော သူတို့ဤအပြောမှာလည်းအမှန်ကောင်းမှန်ပါလိမ့်မည်သို့သောမျိုးနှင့်မလန်မကန်ပင်လဲဆက်တွင်နေရသောကျွန်တော်တို့ကမာကောင်းများအထက်ကဘယ်သို့ဖြစ်ပါမည်နည်းဆက်ယုံဤအတွင်ပိုင်းကိုအေးတက်ပေးရန်ဆုပ်ယူသွားသောပင်လဲရည်များကိုကျွန်တော်တို့နေထိုင်ရာဝင်းကျင်သို့ပြန်ပြီးစွန့်ထုတ်၍ရောက်ရှိလာသောအခါရေတန့်ရေအေးမဟုတ်တော့ပြန်မည် ရှေးမှာပုံတွင်းလျက်ရှိပြီးတမျိုးတစ်ပုံလည်းပြောင်းလဲလျက်ရှိနေပါသည်ထိုရည်သည်ရှေးတိမ်ကန်းဆက်တွင်အရှင်သင်ပွားများရသောကျွန်တော်တို့အဖို့ကိုဘော်တွင်မယုံကြည်နိုင်လောက်သောအပြောင်းအလဲများကိုဖန်တီးပေးပါသည်တို့ဖြစ်၍ကျွန်တော်နှင့်ကျွန်တော်တို့ကမာများ၏တင်ပြလိုသောပန်ကြားချက်ကိုအနောက်ဆုံးအနေဖြင့်လက်ခံပါရန်မြစ်တာရက်ခံရပါသည် ကျွန်တော်တို့အဖိုးများလက်ထက်ကပြောပူးသောစကားတချို့ရှိပါသည် သူပြောသောအကြောင်းအရာမှာသူတို့မျိုးဆက်ကကမာကောင်းများ၏နေထိုင်ပျော်ရွှင်ခဲ့ရသောအဖြစ်အပျက်များဖြစ်ပါသည်ထို့အဖြစ်အပျက်မှာလူတို့ဝမ်းကောင်းတဲ့သူဝင်ရောက်ရသောခရီးဖြစ်သည်ကမာသားသည်စာတုံးရသူတို့အဖို့သူမတူအောင်အနံ့ရတာနဲ့ပြည်စုံ၍ကရင် တွေ့ကြလေရှိသည်ကျွန်တော်တို့အဖိုးနဲ့အဖေတို့မှလူတို့ကရင်သူဝင်ရသည့်အချိန်၌အနံ့အရတာပြည်စုံသွားရှိခဲ့ကြောင်းပြောသည့်ကို ကြားရပူပါသည် ယခုအခါနိုင်မူကကျွန်တော်တို့ကိုစားသုံးလိုသူများမရှိကြတော့ပါ ခလေးငယ်တူကပင်လည်းရင်ကန်းဆက်သေးတောင်ပေါ်၌တွေ့ရသည့်ကမာတကောင်ကိုကောက်ယူရန်မဝင့်ရဲတော့ပါဘာကြောင့်ပါလဲဟု မေးလို့လည်းရင်မေးတင်ပါသည်ကောင်းပါပြီကျွန်တော်ကိုကျွန်တော်ပဲကြည်စမ်းပါတော့ကျွန်တော်ဤခန္ဓာကိုယ်မှာရိုရိုရှိစဉ်အရွယ်ထက်တုံစားများပူကြီးနေပါသည်ထို့သောကိုယ်ရေကြီးထွားနေသည်မှာ တစုံတရာမှရင်တော်သဘောရှိကြောင်းသိရှိနေကြသူများပါသည် အကြောင်းမှာအဆက်ယုံမှဆွန့်ထုတ်သောပြန်ရည်မှုများပါရှိပြီးကျွန်တော်တို့ထံရောက်ရှိလာသည့်တပြားတစ်မျိုးကနူးညံ့သောကျွန်တော်တို့ကိုယ်တွင်သို့အစိတ်ဝင်ရောက်ရှိသွားပါတော့သည်ဤအကြောင်းကိုသိထားသူတို့အနက်မြည်သူကကမာကောင်၏အသားကိုအမြင်ရရှက်ရည်စားရပါတော့မည်နည်းထိုဆက်ယုံအထက်မိုးကောင်းကင်အရ၌လေလေထဲ၌ကျမစိုးတွေပါ၍လာသည် ပင်လဲလေးညင်းကိုအလေးဟောင်းစီရင်လှပစွာပြန်တန်းလေးရှိသည် ပင်လဲစီရောတို့မှလည်းလေးမှာပြန်ဝဲကြခြင်းမရှိတော့တောင်မန်ကိုအုပ်လျက်အကြောက်ဆောင်စွန်းတွင်အငုံသာနားနေရင်သာအချိန်ကုန်ကြရသလိုရှိနေသည်ထိုအချိန်အနည်းတွင်သက်ဆိုင်သူတို့သည်အဘဲကြောင့်ဆက်ယုံခေါင်းတိုင်မှဘေးဖြစ်တတ်သောပြာပူးများကိုမှုတ်ထုတ်နေကြပါသည်နီးကျွန်တော်ရှင်းပြဖို့လိုပါမည်လား ပင်လဲရှိဘူးဤဓာတ်ချက်တင်ထားသောကျွန်တော်တို့လူကမာကောင်းများကိုဖမ်းယူစားသုံးမိတော်သူတို့သည်ကျွန်တော်တို့ကဲ့သို့ပင် အခြေအနေပြပြကြရလေသည် ကျွန်တော်တို့ကဲ့သို့ဟုတင်စားပြောဆိုရသည်မှာအခြားမဟုတ်ပါ ကမာတို့မှာကမာကွန်တစ်ခုကြားတွင်ငုံပိတ်လျက်လက်တွေပတ်ဝန်းကျင်နဲ့တတိတခြားရှိပြီးအပေါ်အရင်အားဖြင့်အမှုရာမပြဘဲညီသက်နေလေရှိသည့်အဖြစ်ကိုဆိုလိုပါသည်ဤသည်တို့မှာလည်းသူတို့ပတ်ဝန်းကျင်တွင် မည်တို့ဖြစ်အောင်ဖန်တီးနေမိသည်ကိုမသိနိုင်မမြင်နိုင်ကြပါ၍လောကျွန်တော်တို့အဖို့မှသူတို့ဤစိတ်ထဲတွင်ဘာရီစဉ်းစားကြသည်နောက်ထပ်ဘာဆက်လုံးမည်ဟုသည်ကိုမစဉ်းစားကြပါသူတို့ပြုလိုရာကိုပြုကြပါစေတော့သို့သောသူတို့ပင်လယ်မှရနိုင်တော့မည်သည့်တရားဝါကိုမှစားရဖြစ်ဖို့အကြောင်းမရှိတော့ပါသူတို့တီထောင်သောအမှုမြူဆက်ယုံကိုအစတင်တိဆောက်ခဲ့သည်မှာနှစ်ပေါင်း90မြတာရှိပါသေးသည် သို့သောတဘာဝပန်ဝင်းခြင်းမှာတိတိတတ်တပြောင်းလဲပြစ်စီလျက်ရှိပါပြီ။ထို့အခြေတွေလူတို့ဤအသက်ရှင်နေထိုင်မှုကိုပါထိပါလျက်ရှိလေပြီ။လူတို့ဤစားကောင်းတောက်ဖွယ်အဖြစ်မိမြိုက်မိခင်ထားသောအဟင်းလျာတစ်မျိုးမှာရခင်ကရှိခဲ့ဘူးသည်ဟုဆိုရမည်။ဒန္နာဤအလားအဖြစ်ပေတော်မည်။ယခုဆိုလျင်ကျွန်တော်မှကျမ်းမာသောပုံမှန်ကမာတကောင်သာဖြစ်လိုက်ခြင်းတော်သည်ဟုတန်တာနေမိပါသည်။ယခင်ယခင်များကမူ မိခင်ထားတော့ကမာကောင်ဤအသားကိုအရသာခံစားသုံးနိုင်ဖို့အချင်းချင်းအလူအရက်ပင်ဖြစ်ခဲ့ရသည်ထိုကမာကောင်မျိုးဤတင်းပြန်ပြန်အနံ့အရသာမိတို့ရှိမည်ကိုစင်စား၍သာကြည်စေချင်ပါသည် ကျွန်တော်အကြောင်းကိုလည်းစင်စားကြည့်ပေးဖို့မြေတားရက်ခံပန်ကြားရပါသည်ကျွန်တော်ဒီစားကောင်းတောက်ဖွဲရှိလာတော့ကမာကောင်အဆက်ဆက်တွင် မျိုးပြတ်သွားခဲ့ရတော့အမွေခံမျိုးဆက်တစ်ခုဖြစ်ပါတော့သည် အနက်ရောင်ပူပေါင်းကလေးများစောင်းဦးသူဤကြည်လင်သောကောင်းကင်ထက်စီကဖျားကြလည်းရရှိသောနေရောင်ကြီးမှာတောက်ပါလာသည်ထေရှူတော်ကိုဖြက်ခါတိုက်ခတ်လာသည် လေးပြေကလေးများနှင့်ပင်လေကန်းချီရှိလိုင်ခတ်တန်များကလည်းစီးနေဤအလိုက်တန်စင်များသဘွဲထွက်ပေါ်လည်းရရှိသည်ရှင်းတန်စင်များကြားကပင်ကန်းချီတနေရာရှိနျူကလီးယားတပ်ပေါင်းဖူကြီးမှတရှဲရှဲအော်တန်ကြီးကလည်းတမောင်ဖြစ်သည် ရှင်တပ်ပေါင်းမူကြီးကအမြဲလိုထုတ်လုပ်လျက်ရှိသည်အပူဒဏ်နှင့်အလင်းအားကို နေမင်းကြီးကပင်အံ့အားတသင်ဖြစ်เสียရှိနေလေသည်တန်စင်အေးမြသောလေပြေစော်ကစားနေသည့်ထင်းရှူသောအလင်းမှလူကလေးတဦးဖျက်လျှောက်လာစေ၌တပ်ပေါင်းဖူကြီးမှဘာမှမထူးကြပဲငြိမ်ငြိမ်သက်သက်အနားယူလျက်ရှိသည်လူကလေးဤလက်တွင်၌အနက်ရောင်လေးပူပေါင်းတစ်လုံးကိုကင်ဆွဲလာခဲ့သည် ပူပေါင်းကြီးဤအခြေ၌စာလိတ်တလိတ်ကိုချီနှောင်တာပြီးပူပေါင်းကောင်းကင်သို့လွတ်တင်ပြန်တန်းသွားသည်နှင့်စာကောက်မှလည်းတပါးရဲပါသွားလေသည်စာမှကောင်းကင်အဝေးမှအဖေဖေတို့ဟူ၍တနေရာရှိဖားကင်သို့လိတ်တက်ရေးသားခြင်းဖြစ်သည်ချစ်တော်ဖေဖေခမသားတို့စီကိုဖေဖေပြန်လာပါဦးမလားဒီနေ့တော့အလေတူတက်စင်လာတဲ့ဒီတော်ကြီးတွေကိုသားတယောက်တည်းပဲလာခဲ့ရပြန်ပြီ ဒီအမှုမျိုးတပောင်းဖူကြီးမှာဖေဖေအလုံးလုပ်ခဲ့တာအတော်ကြာပြီထင်ရတယ်နော်တကယ်တော့လေဒီနေရာဟာသားတို့လူသားတွေရဲ့အိမ်မက်တွေနှလုံးသားတွေမျော်လင့်ချက်တွေပြည့်နေနေတဲ့နေရာတစ်ခုပါပဲသိပ္ပံပညာခေတ်တွေရောက်လာလို့ဖေဖေဂုံယူခဲ့တာတွေသားတို့ခေတ်ရဲ့အနာဂတ်အိမ်မက်တွေကိုအဖေမျော်တွေးပြီးကျွန်တော်ကိုပြောပြခဲ့တာတွေကိုအမှတ်မိသေးရဲ့လားသားကတော့မမတ်ချင်ချင်းကိုသတိရနေပါတယ် တာလန်လျှောက်ခါကြအရွယ်မှာဖိဖိကဖိဖိရဲ့အမှုမျိုးတပောင်းဖို့လုပ်ငန်းကရှုပ်ရှက်ခတ်နေတဲ့ဇရာတွေပုံတွေကိုယူပြီးအိမ်မာတာအလုပ်လုပ်နေကြတာလေအထူးသဖြင့်တော့ခန္ဓာရည်အဆင့်လို့အမည်ပေးထားတဲ့ပုံပြကရက်မြင်ထူးထူးမဲမဲကြီးကိုပေါ့အဲ့ဒီအဆင့်ဆိုတာရဲ့တကယ်အတိတ်ပဲစစ်စစ်ကိုတော့ตาလဲတည်တည်ချာချာမစင်စားမိပါဘူးဒါပေမဲ့အဲ့ဒီမြေချောင်းဟာတနေ့တနေ့ဘယ်လိုထိုးတက်လာလဲဆိုတာတော့အာယုံဆိုင်မိတယ် တားကိုတိုင်းလည်းဒီ3နှစ်လောက်အတွင်းမှာ130စင်တီမီတာကနေ140လောက်အထိအရက်အမောင်းထွားကျိုင်းလာခဲ့တာမို့တားနဲ့အဲ့ဒီဇယားမြေချောင်းလိုင်းနဲ့တစုံတစ်ခုတော့ပတ်သက်မှာပဲလို့တားထင်နေမိတယ်။ဒါပေမဲ့အဖေရဲ့အဲ့ဒီလိုင်းတွေဟာဇယားပေါ်မှာတစတစပို့ပို့ပြီးညာလာတယ်လို့ပဲလို့တားထင်မိတယ်။တနေ့မှာတော့အဲ့ဒီ grid line တူတူဟာတဟုန်ထိုးရောက်သွားပြီးဇယားရဲ့ထိတ်ဆုံးက အမြင့်ဆုံးပြမြင်းဤကိုတောင်ကြော်သွားခဲ့တယ်မဟုတ်လားတပတ်လောက်လဲကြာရော အဖေတို့မျက်နှာသားရီမှာပုံပင်တော့ကရှိနေပြီဆိုတာပေါ်လင်လာတာပါပဲပြီးတော့အနိုင်ရန်ဘောကဂရက်စရာခွက်ကြီးကိုအစိမ့်စိမ့်အမော်မဆုပ်ပြေးပြီးဖေဖေအမိုက်ချင်းတောင်းတဲ့ပြစ်ချလိုက်တာတာမတ်မိပါတယ်ဖေဖေဟာပုံမှန်ပဲနေ့စဉ်အလောက်ခွေကိုသွားအလောက်ကိုအပြင်းအထန်ကြိုးစားခဲ့ပါတယ်အလောက်တန်းပြီးပြီးအဖေရဲ့နှခမ်းနဲ့ပါးစပ်က သွေးတွေရှန်ကြလာတာလူတွေကစေးရုံကိုအကျဉ်းချင်ပေးလိုက်ရတာအဲ့ဒီကလေးကအဖေဖေအိမ်ပြန်မလာခဲ့တော့တာပါပဲနှစ်တွေကြာခဲ့ပြီမဲ့လေအဖေရဲ့နျူကလီးယားစက်ရုံကိုကျွန်တော်နေ့လေစားသွားပို့ရင်တာကျောကိုချော့တက်ပြီးရီမောပြောခဲ့တဲ့စကားလေးကိုယနေ့အထိတားတော့ပြပြထင်ထင်မှတ်မိနေပါတယ်တားအရွယ်ရောက်လို့လုပ်ငန်းခွင်ရွေးချယ်ရင်နျူကလီးယားစက်ရုံမှာဂရက်မြင်းမဲတွေဆွဲတဲ့ဖေဖေလိုအလုပ်မျိုးကိုမရွေးမိစေနဲ့ကွာ။ ဒီလိုဆက်ယုံမျိုးစုဝေဝေးတာရှောင်းမှာဒါပေမဲ့ဒီဆက်ယုံကြီးနဲ့ဝေဝေးတကယ့်မိုးထုအဆောက်အုံကြီးမှာယုံထိုင်ပြီး အကျဲအလက်တွေကိုအစီမံခန့်ခွဲရမယ်တယ်လီဖုန်းနဲ့ညွှန်ကြားရမယ်ဆိုရင်တော့အကောင်းဆုံးပေါ့ကွာအခုအခါမှာတော့သဘောပေါက်လာခဲ့တာတွေရှိပါပြီဖေဖေအနုမြူနဲ့ကစားရင်ကောင်းငင်မှာမှုပွင့်နေလို့တိမ်တောင်တွေပေါ်ပေါက်ပြီးမြင်းအမဲကြီးတွေလည်းတိုးတက်လာတဲ့ဒုက္ခကိုဂယုမဆိုင်နိုင်ကြတဲ့သိပ္ပံပညာရှင်တွေနဲ့ တိုင်းပြည်နိုင်ငံတွေရဲ့အကြောင်းပေါ့ဖေဖေရေတာတယောက်တည်းအနေနဲ့တော့ဒီမြင်းမဲကြီးတွေရှေးလျာမြင့်တက်မလာအောင်တက်စွမ်းတများအစွမ်းကုန်ချိုးပန်းတားဆီးသွားမယ်လို့ဆုံးဖြတ်ထားတာကိုလည်းဖေဖေသိစေချင်ပါတယ်လူလေးဤစာမှာဤမြတာဖြစ်သည် နျူကလ িয়ার ဆက်ယုံအနည်းရှိထေရှုတော်တဲ့သူလာသူတူဦးကဤစာကို တွေ့သွားပါစေထို့သူသည် သူဤမိတ်ဆွေတငယ်ချင်းများကိုခေါ်လျက် ပူပေါင်းနှက်ကလေးများကိုကောင်းကင်သို့ဆက်လက်လွန်တင်ပေးနိုင်ပါစေဟု မျှော်လင့်ပါသည်။ထိုပူပေါင်းလေးမှတစဉ်ဖပေဤသွန်သင်ဆုံးမမှုကို လူကလေးအမြင်နာကန်လိုက်နာဆောင်ရွက်လျက်ရှိကြ။ကောင်းကင်ဘုံကချစ်တော်ဖြစ်ဖြစ်တည်တော်ပါစေ။ထိုသူဆုတောင်းရေရွရဲ့လွတ်တင်လိုက်သည့်ဘူပေါင်းလေးကိုမိမိမြင်ကွင်းမှပျောက်တည်ရချီကောင်းကင်ပြာတို့မျက်စိတဆုံလူကလေးစောင့်ကြည့်နေမိသည်။ ထေရှုတော်စီမှာအရှောင်လန်းထွက်ခဲ့သည့်လူကလေးဤရှင်ထဲမှဝမ်းနေကြေကွဲမှုကို တွေ့ရသူတိုင်းမြင်နိုင်ပါလိမ့်မည်။သို့တော်သူရှောင်လန်းသွားပုံကတဏီတက်ပုံအားတက်တရောရှိနေသည်။မြည်တို့ဆိုစီကားမှုအနုမြူတပောင်းဖိုးကြီးကမှုသူ့ကိုဂယုမဆိုင်နိုင်။ရေဤမယိုးနိုင်သည့်ပုံစံအတိုင်းအင်တိုက်အားတိုင်းတရှင်ရှင်အောင်မြင်နေပေသည်။သူအချိန်၌မြို့ရဲရှိမိုးထိုးအဆောက်အုံကြီးရဲ့ လေအေးပိဆက်အခန်းအတွင်မှာအမှုဆောင်အရာရှိများကလည်းသူတို့ဤလုပ်ငန်းကြီးပုံမအင်အားတိုးချေအားဖြင့်ထုတ်လုပ်နိုင်ရန်စီမံကိန်းချအဆောင်ရွက်လျက်ရှိနေကြလေသည်